တက်ရွံ့နေမလိုက်တဲ့နောက်ပြန်ကန်ချက်သွင်းကုန်မျိုးကိုသွင်းပြခဲ့တဲ့ရော်နယ်ဒိုယူဗာဗီရာကသူ့အတွက်မဟုတ်မင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေကျွန်တော်ပေးထားတဲ့ခေါင်းစဉ်က ESPN ကပေးတဲ့ခေါင်းစဉ်နဲ့433ကပေးတဲ့ခေါင်းစဉ်ကိုယူထားတာပါ ESPN ကအရင်ကငါတို့ဒါကိုမြင်မှုတယ်ဆိုပြီး Gulf ဆိုတဲ့တင်ကြတာနဲ့စိတ်ပုံလေးနဲ့တင်ခဲ့ပါဗါး433ကတော့ယူဗာဗီရာကသူ့တက်မဟုတ်ဘူးလို့တင်ခဲ့ပါဗါး Ronaldo နောက်ပြန်ကန်ချက်အတွင်းကို ပွဲချိန်နောက်ဆုံးမိနစ်မှာတွင်းခဲ့ပြီးသူ့ရဲ့တွင်းကိုအတွက်ဂျာဟိုဖီလစ်ပါဝင်အသင်းဘော်ရဲ့ reaction ကိုကြည့်ပါဦးသူတို့တန်းတော့ဖြစ်ခဲ့ရတာပါအာလီယန်ဟာဆန်နိုဒီဇင်ပိုတိုယာခရစ်စတီယာနိုနာဝါဖိုခရစ်စတီယာနိုပတ်တက်လို့6ဆိုစောပီဂျီရိုဗိုက်တန်တာဒီဘစ်စကလက်ကေကေဆာဟူကာကာယူဆာရနယ်ဒိုဆန်ဆေးရှင်နယ် The legend does it again. Everybody inside the stadium on their feet. Ronaldo saves the best till last. And the last kick of the game is the most spectacular. and ပြီးခဲ့တဲ့အဝေးကန်ချန်နယ်တော့က Ronaldo ကသင်းသားတွေကိုအံ့ဩစေခဲ့ပါသေးတယ်။ ရွန်ရိုကအသက်40ဆိုတာတကယ်ပဲဖြစ်နိုင်ရဲ့လားလို့မေကွန်ထုတ်ချင်စရာကောင်းပါတယ်ပြီးခဲ့တဲ့တရက်ကရင်တတော်လှတဲ့ကံကြမ်းနဲ့ဂိုးတကိုးသွင်းယူခဲ့ပြီးအခုလည်းအသက်40အရွယ်ကစားသမားတယောက်လှုပ်ပြဖို့မဖြစ်နိုင်တဲ့နောက်ပြန်ကံကြမ်းမျိုးနဲ့ဂိုးသမားရဲ့ညာဘက်အပေါ်ဒေါင်းကိုလှလှပပအကန့်သွင်းပြသွားခဲ့ပါတယ်ရွန်ရိုလှုပ်ပြနေတဲ့ကြမ်းခိုင်မှုတွေပြင်းအမြင့်ကံကြမ်းတွေနဲ့ဒီလိုပုံစံသွင်းကိုတွေကအသက်40အရွယ်တယောက်လှုပ်ပြနိုင်တဲ့အရာတွေမဟုတ်ဘူးလို့ထောက်ပြပြောဆိုမှုတွေရှိလာပါတယ် ရွန်ဒိုကဒီလိုသွင်းကိုမျိုးကိုသွင်းတာဒါဟာ၄ချိန်မြောက်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း Champion League မှာ Juventus တက်ကိုသွင်းတဲ့ဂိုးကတော်တော်လေးကောင်းခဲ့ပါတယ်။ဒါကိုအားလုံးမှတ်မိပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူနောက်ဆုံးသွင်းခဲ့တဲ့ Bicycle Kick ဂိုးကပြီးခဲ့တဲ့နှစ်2024လုံးကမှသွင်းထားတာပါ။အဲ့ဒီဂိုးသွင်းတော့ကသူ့အသက်39နှစ်ရှိပါပြီ။အခုတစ်နှစ်ကြာပြီးသူ့အသက်40မှာတော့နောက်ထပ်နောက်ပြန်ကန်ချက်ကိုတကူထပ်ရခဲ့ပြန်ပါပြီ။ ရော်နယ်ဒိုကဒီလိုဂိုးမျိုး၄ချိန်သွင်းထားပြီးဒါကတကိုးတလီမဟုတ်ပါဘူး၂016မှာအိုင်စလန်ဘက်ကိုတကိုးသွင်းခဲ့ပြီး2018မှာရီယယ်မက်ဒရစ်အတွက်ဂျူဗင်တက်ကိုချန်ပီယံလိဂ်မှာသွင်းခဲ့တာပါ2024မှာတော့ပိုလန်ဘက်ကိုပိုတူဂီအတွက်သွင်းယူခဲ့တာဖြစ်ပြီးအခု2025မှာတော့အယ်ခါလီဘက်ကိုသွင်းယူခဲ့တာပါပိုထူးကြတာရော်နယ်ဒိုကဒီဂိုးကို နောက်ဆုံးမိနစ်မှာတွင်းယူခဲ့တာပါဒီဂိုးနဲ့ပတ်သက်ပြီးဒီနေ့ရဲ့ဖို့စကတ်ဆူရမဲ့ဂိုးလို့ထင်ရှားပေးကြပါတယ် ဘာလို့လဲဆိုတော့ဂါနာချုပ်နောက်ပြန်ကန်ကြတုန်းက push cut စုကိုရခဲ့လို့ပါဒါပေမဲ့ကျွန်တော်ကတော့မထင်ပါဘူးဘာလို့လဲဆိုတော့ Ronaldo Junior တဲ့ဘက်ကိုတွင်းခဲ့တဲ့ကိုကပိုလာပြီပိုလည်းမြင်ပါတယ်ပြီးတော့တွင်းခဲ့တာက Champion League လို့ခတ်ခဲ့တဲ့ league မှာပါဒါပေမဲ့အဲ့ဒီတုန်းကတော့မရခဲ့တဲ့အတွက်အခုလည်းရမယ်မထင်ပါဘူးကျွန်တော်စိတ်ထင်တော့ဒီစုကိုတယောက်တည်းကိုနှစ်ခါမပေးဘူးလို့ထင်ပါတယ်ရှားခဲ့ရင်တော့ Ronaldo အတွက်အမှတ်တရဂိုးဖြစ်သွားမှာပါဒီကိုတွင်းမိမိမှာအားကစားနယ်ပယ်အစုံကချီးကျူးခဲ့ကြပြီး ESPN ကအရင်ကငါတို့ဒါကိုမြင်မှုတယ်ဆိုပြီး GOAT ဆိုတဲ့သင်္ကေတနဲ့စိတ်ပုံလေးနဲ့တင်ခဲ့ပါတယ်။ GOAT တွင်ပြပြချင်းမှာတော့ကလည်း Ronaldo Bicycle Kid အသက်40မှာဒါမျိုးဘယ်သူလုံးနိုင်လဲဆိုပြီးစိတ်ပုံ emoji 3ခုနဲ့တင်ခဲ့ပါတယ်။433ကလည်း Bicycle Kid ဘယင်ဆိုတဲ့ခေါင်းစဉ်နဲ့အတူ UAB ဒါကတူတော့မဟုတ်ဘူးလို့တင်ထားပါတယ်။ Fabrizio Romano ကလည်း2025ခုနှစ်တရားဝင်42ပွဲကစားပြီးချိန်မှာ GA 41ထိရောက်လာခဲ့တဲ့ Cristiano Ronaldo ဒါကအသက်40တဲ့လားဆိုပြီးတင်ထားခဲ့ပါတယ်။အဲနာဆာနီပြကတော့ပွဲပြီးမှာ Ronaldo ရဲ့ Bicycle Kick ကိုအကြောင်းလား။ "तू ကပုံမှန်မဟုတ်ဘူးဗျ။ तू လိုချင်တဲ့ဘယ်ရာကိုမဆို तू လုံနိုင်တယ်။မင်း तू အသက်ကိုမသိရင် तू အသက်40ဆိုတာယုံမှာမဟုတ်ဘူး။သူရဲ့အလုတ်စူးစမ်းမှုနဲ့စီကန်းရှိမှုကိုချီကျူတယ်။သူခန္ဓာကိုယ်ကသူ့ကိုဒီလိုလှုပ်ဖို့ခွင့်ပြုနေတော့မယ်လို့ဖြေသွားခဲ့ပါဗျ။ ပွဲအကြောင်းကိုအနေချင်းပြောပြပါမယ်။အဲနာဆာကပြီးခဲ့တဲ့ညကအဲခါလီနဲ့ဆော်ရီအမှတ်ပေးပြိုင်ပွဲရဲ့ပွဲစဉ်၉ဖြစ်ရှင်ပြိုင်ကစားခဲ့ပါတယ်။ယာတီအစတွေကပွဲစဉ်၉အထိရှုံးပွဲရောတရေပွဲတော်မရှိသေးတဲ့ဥဆောင်သူအဲနာဆာကိုအနိုင်ယူဖို့ကြိုးစားကစားခဲ့ပါတယ်။ဒီဘွဲကကြည့်တော့တာ၄ကိုတကိုးနဲ့ခိုးပြတ်နိုင်ခဲ့တာဆိုပေမဲ့အဲနာဆာအတွက်လွယ်ကူတဲ့နိုင်ပွဲမဟုတ်ခဲ့ပါဘူး။အဲခါလီကအမှတ်ပေးစရာအဆင့်၆ကအသင်းပြပြီးအဲနာဆာကိုကောင်းကောင်းဒုက္ခပေးဖို့ကြိုးစားခဲ့ပါတယ်။နှစ်သင်းစလုံးကလေးလေးနက်နက်ပဲပွဲထွက်လာခဲ့ပြီး အဲ့ခါလီကမာမာထန်ထန်တုံ့ပြန်မှုတွေနဲ့ခံစစ်ကိုကြစ်ကြစ်လစ်ကစားခဲ့တာပါ ကစားဝက်ကသာလေးလေးနဲ့ဆိုပေမဲ့အဲ့ခါလီတို့ကခံစစ်မှာ6ယောက်9ယောက်အထိပိတ်ဆို့ကစားခဲ့တာပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါအဲနာဆာတို့ဂျောက်ဖီလစ်ကိုခေါ်လိုက်တာကဒီအတွက်ပါပဲပိတ်ဆို့ထားတဲ့အသင်းနဲ့တွေ့ရင်အတိုးအလုံးနဲ့ရုံးပေးမယ်ကစားသမားလှူပါတယ်ရော်နယ်ဒိုကစပေးရလာရင်ဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်ပေမဲ့သူစပေးရလာဖို့အတွက်ဒီလိုပိတ်ထားတဲ့ခံစစ်တဲ့ဝင်မှွေပေးမဲ့သူလိုအပ်ပါတယ် ဒီအတွက်ပဲဂျာအိုဖီလစ်ကိုခေါ်လိုက်တာကအယ်နာဆာကိုပြီးပြည့်စုံသွားတာပါအရင်နှစ်တွေကဆိုဒီလိုပိတ်ထားရင်ရော်နယ်ဒိုစီ cross ball တွေတင်ပေးတာကလွဲလို့ကျန်တာမရှိပါဘူးဒီမှာရော်နယ်ဒိုကိုလူကတ်ထားနိုင်ရင်ဘာမှလုပ်မရတော့ပါဘူးဒါတောင်ရော်နယ်ဒိုကပြီးခဲ့တဲ့နှစ်တွေမှာ sorry league ရဲ့ဂိုးသွင်းဘရင်၃နှစ်ဆက်ဖြစ်ခဲ့တဲ့အထိကျန်ခဲ့ပါတယ်ဘာလို့ရလဲဆိုတော့သူကိုယ်တိုင်နောက်ဆင်းပြီးဘောလုံးဆင်းယူရတယ်သူကိုယ်တိုင်ကန်ရတယ်သူကတော့အသင်းဘော်တွေကို space ပြန်ရှာပေးတဲ့အချိန်တွေရှိတယ် ဧရိယာရဲ့အဆုံးသက်ကောင်းတဲ့ကစားသမားကဒါရီဆင်းလုံနေရတော့သူ့ရဲ့ energy ကိုဆုံးရှုံးတယ်။ဒါကြောင့်အခုနှစ်မှာနီးပြအစ်စ်ကပုံစံပြောင်းလိုက်တယ်။ရော်နိုကအရင်ကဘသူမှမလိုအပ်ပေမဲ့အခုအသက်အရွယ်မှာတော့သူ့ကိုထောက်ပံ့ပေးမယ့်အသင်းပေါ်ကောင်လိုအပ်နေပါပြီ။ဒီမှာဆိုရင်ဂျာအိုဖီလီရဲ့အတိုးလိုကြောင့်ရော်နိုစပိတ်ရလာတယ်။ဒီမှာဆိုရင်ရော်နိုကသူ့ဘေးကလွတ်တဲ့စပိတ်တဲ့ဘောလုံးချပေးဖို့နေတာကိုတွေ့ရတယ်။သူ့နောက်ဆင်းပြီးကန်ဖို့အတွက်ပဲ ဂျာအိုဖီလစ်အဲ့အလုံကန်လိုက်တာဂိုးသွားပြီမဲ့ဘရူဆိုဗစ်လက်ထိလို့ဆိုပြီးမပေးခဲ့ပါဘူး။နှမျောဖို့ကောင်းတယ်။တကယ်ဆိုဘရူဆိုဗစ်ကတရောင်စစ်အပေါ်ပိုင်းနဲ့ထိတာလက်မောင်းလို့သတ်မှတ်လို့ရတယ်။ဒါပေမဲ့ဒိုင်းကလက်နဲ့ခံတာကနေတဲ့အတွက်ဖောင်းသတ်မှတ်ခြင်းလဲရတဲ့အတွက်ဖောင်းသတ်မှတ်လိုက်ပါတယ်။အနာဆာရုပ်အဖွင့်ကိုကိုပွဲချိန်38မှာစရတယ်။တွင်းတဲ့သူကဂျာအိုဖီလစ်ပဲ။ဒီကိုသွင်းပြီးမှသူ့ရဲ့လှပတဲ့ပထမဂိုးကိုမပေးလို့ဂျာအိုဖီလစ်ကဒိုင်နဲ့တစ်ဖက်အသင်းကိုလက်ကိုပုတ်ပြပြီးလက်စားချေတဲ့ပုံစံနဲ့အောင်ပွဲခံသွားပါတယ်။ပေါ်တူဂီသားတွေကအဲ့လိုတော့ရှိတယ် ်ဒီဂိုးမှာတစ်ဖက်နောက်တန်းကရော်နယ်ဒိုနောက်ပြေးလိုက်နေလို့ဂျာအိုဖီလစ်ကိုလွတ်သွားတယ်ဒုတိယဂိုးမှာလည်းဂျာအိုဖီလစ်အတင်းဘောလုံးလှူလာပြီးရလာတဲ့ဘောလုံးကိုအေရီယာထိပ်မှရှိတဲ့ကစားသမားကိုပေးလိုက်တဲ့အချိန်မှာသူ့ရှေ့မှာပိတ်ထားတဲ့ခံစစ်ကစားသမားတွေအများကြီးကြာကလှလာပပဒေါင်ထဲကိုဝိုက်ကန်သွားတယ်ကန်ချက်ကတောင်းကြတယ်ဒီလိုနဲ့ပထမပိုင်းနှစ်ဂိုးဂိုးမရှိနဲ့ပြီးသွားတယ်ဒုတိယပိုင်းစတော့ပွဲဆက်စားခြင်းတိတ်မကြခင်မှာပဲအဲခါလီကခြေပါဂိုးပြန်ရတယ်အဲ့ဒီကန်ချက်ကလည်းတော်တော်ကောင်းတယ်တကယ်တမ်းဆိုအဲခါလီက တူတူဖြစ်သွားနိုင်တဲ့အထီကိုနှီးဆက်ခဲ့ပါတယ်။ဒီလောက်ထိကိုအန်နာဆာကိုဖိအားပေးခဲ့တယ်။ဒီလိုနဲ့ပွဲချိန်89မိနစ်အထိရောက်လာတယ်။အန်နာဆာဘက်ကကန်ချက်ကိုဂိုးသမားဆေးခဲ့ပြီးပြန်ထွက်လာတဲ့အချိန်တစ်ဖက်နောက်တန်းပိုဆင်ပြတ်နေတဲ့အချိန်ကိုမာနေကတုံးချတယ်။ဒီအေရီယာထိတ်ကကစားသမားကမာနေစီကိုပေးလိုက်တာနဲ့မာနေကထိမ့်မနေပဲတစ်ဖက်ကပုံစံပြတ်နေတာကိုအတုံးချပြီးချက်ချင်းကန်လိုက်တယ်။အဲ့အလုံးကလည်းဂိုးသမားကိုကြော်ပြီးလှလပပဝင်သွားခဲ့တယ်။တကယ်တမ်းဆိုဒီပွဲမှာတစ်ဖက်ဂိုးသမားကောင်းတယ် အဲနာဆာဘက်ကဂိုးပေါက်တဲ့ကံချက်10ချိန်ကို6ချိန်အထိ save နိုင်ခဲ့တယ်ကိုသမားဝင်သွားတဲ့ဂိုးတွေကတော်တော်လှတဲ့ဂိုးတွေမှသာဝင်သွားတာဘာမှမတက်နိုင်တဲ့ဂိုးတွေရော်နယ်ဒိုကိုဒီနေရာမှာတစ်ခုပြောချင်တာကသူ့အသင်းသားတွေကလှလှပပဂိုးသွင်းပြီဆိုသူကအဲ့ထက်အံ့ဩစရာကောင်းတဲ့ဂိုးကိုတွင်းတယ်ကျွန်တော်သတိထားမိတယ်ပြီးခဲ့တဲ့ပွဲမှာဂျာဟိုဖီလစ်ကအဝေးကံချက်နဲ့တွင်ပြီးရော်နယ်ဒိုပုံစံအောင်ပွဲခံပြတော့ကအဲ့ဒီပွဲမှာသူကအဲ့ထက်ဝေးတဲ့ကံချက်နဲ့တွင်ပြလိုက်လို့ဂျာဟိုဖီလစ်တောင်ပြန်အံ့ဩသွားရတယ် ဒီဘက်ကသူ့အသက်အရွယ်မှာဒီလောက်ကောင်းပြနေတာငါကောင်းတာဘာမှမဟုတ်ပါလားဆိုတဲ့ခံစားချက်ကိုဝင်စေတယ်။အခုလည်းဒီပွဲမှာအတင်းသားတွေကလှလှပပဂိုးတွေတွင်းပြနေချိန်ရော်နယ်ဒိုကသူ့ကိုယ်ကိုအလှအုံဖြစ်အောင်လှုပ်ပြခဲ့ပြီးခုနကသူ့ရှေ့ကလှလှပပတွင်းသွားတဲ့သူပါပြန်တန်တော်ဖြစ်ကြရတယ်။ဒီအရွယ်ထိသူ့ကိုအကြောမခံအောင်သူ့ကိုပြန်အံ့ဩနေရတော့ပွဲပြီးရင်လူတွေကအိမ်ပြန်လမ်းမှာဘသူကကောင်းတယ်နော်ဘသူကိုကလှလိုက်တာလို့ပြောမခံဘူး။အဲ့ဒီနာမည်ကသူ့နာမည်ပဲဖြစ်ရမယ်ဆိုတဲ့ခံစားချက်မျိုးများရှိလာတော့မပြောတော့ နောက်ဆုံးမိနစ်မှာနှစ်ဖက်အတွင်းကိုထဲမှာသူ့ကိုအလှဆုံးဖြစ်စေခဲ့။အဲဒီချိန်မှာသူ့တကိုယ်တွင်းသေးတယ်လူကျွန်ခဲ့တယ်။နောက်ဆုံးအချိန်ပိုမိနစ်မှာပွဲကြည့်တဲ့သူတွေရောကွင်းထဲကအသင်းပေါ်တွေရောဝိုးကနေဖြစ်သွားစေတဲ့ဂိုးကိုရော်နယ်ဒိုတွင်းခဲ့တယ်။ဒီကစားသမားပေါ်လုံးလက်ခံတဲ့အချိန်ခန်းဆက်မှာတစ်ဖက်ကစားသမား၄ယောက်ရှိနေတယ်။ရော်နယ်ဒိုကတစ်ဖက်ကလွတ်နေတဲ့ဟက်စပေးထဲမှာရော်နယ်ဒိုကအဲဒီကစားသမားကိုလက်ထောင်ပြပြီးသူ့စီပေးဖို့အချက်ပြပြီး areas ပေါက်ထဲကိုပြေးလာခဲ့တယ်။ရော်နယ်ဒိုပြေးလာတဲ့အမြန်နှုန်းကိုတွတ်မထားတဲ့အတွက်ဒီကစားသမားရဲ့ပေးဖို့မှုကနောက်နည်းရောက်သွားတယ် ရော်နယ်ဒိုကိုလိုက်ကတ်တဲ့ဒီကစားသမားကရော်နယ်ဒိုဘောလုံး800စီကိုပြန်သွားတဲ့အချိန်မှာ body language ကြောင့်ဒီဘက်မှာအရှိန်လုံးပြီးကြံနေခဲ့တယ်။ဒီမှာကစားသမားကဘောလုံး800စီကိုပြေးခဲ့တယ်။ရော်နယ်ဒိုကန်တဲ့အချိန်မှာသူရသလောက်ခုံလိုက်တယ်။နောက်ရောက်နေတဲ့ဘောလုံးကိုရော်နယ်ဒိုကနောက်ပြန်ကန်မှုဆုံးဖြတ်လိုက်ပြီးအဲ့ဒီကန်ချက်ကဂိုးသမားရဲ့ညာဘက်အပေါ်တောင်းကိုဝင်သွားတယ်။ဂိုးသမားရဲ့ဘောလုံးကိုလိုက်ဖမ်းရင်တိုင်နေတော်ဆောင်းပြီးတယ်။ဒီထက်လည်းပိုဖမ်းလို့မရတော့ဘူး။နောက်ပြန်ကန်ချက်တွေကဘောလုံးလမ်းကြောင်းမှန်းရခတ်တယ်။ဒီဘက် side ကကြည့်ရင်ပုံမြင်ရလိမ့်မယ်။ရော်နယ်ဒိုကလက်ပြတယ် ူတောင်းတာဒီနောက်တန်းတွေကိုကြော်ပြီးဒီလိုခင်းပေးဖို့အပေါ်ဘောဖြစ်ဖြစ်အောက်ဘောဖြစ်ဖြစ်ခင်းပေးဖို့ဘာလို့လဲဆိုတော့သူ့ space ကိုမြင်နေရလို့ဒီမှာဒီကစားသမားကရိမ့်မိသွားပြီးရော်နယ်ဒိုလမ်းကြောင်းတိုင်းလိုက်ပြေးတယ်ဘောလုံးကနောက်ရောက်သွားတော့ရော်နယ်ဒိုကဘောလုံးရှိရာစီကိုပြေးသွားတာမြင်ရမယ်ဒီတော့ဒီကစားသမားလည်းအချိန်လုံးပြီးကြံခဲ့တယ်လို့ဒီကစားသမားကလည်းနည်းနည်းနောက်ကျသွားတယ်ဒီလိုနဲ့ပွဲပြီးကန်ဒီမှာရော်နယ်ဒိုကသူ့ဘဝရဲ့၄ဂိုးမြောက်နောက်ပြန်ကန်ကြတဲ့အတူ954ဂိုးမြောက်ကိုတွင်းယူသွားခဲ့ပါတယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့ကုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ